ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကချင်တိုင်းသားကိုခံပညာဆောင်တိုက်ခိုက်ဖိုက်တာဤအွန်လိုင်းအဆန်းဟာသူ့ရဲ့ professional ကစားသမားဘဝဖြတ်သန်းမှုကိုအနိုင်ရလနဲ့တူအဆုံးသတ်သွားနိုင်ခဲ့ပါပြီတကယ်ကိုလွမ်းမောဖော်ရပဲပါလို့ပရိသတ်တွေကလည်းအွန်လိုင်းအဆန်းရဲ့ဖြတ်သန်းမှုတွေနဲ့သူ့ရဲ့နောက်ဆုံးပွဲစဉ်ထိုးသွားတဲ့အချိန်မှာလွမ်းဆုတ်သတိရခဲ့ကြသလိုအွန်လိုင်းအဆန်းကလည်းခွဲခွာခြင်းဟာသူ့အတွက်မလွယ်လောက်ဘူးဆိုတော့ 1 championship နဲ့ interview မှာညည်ရီကြပြီးပြောသွားခဲ့တယ်။ယောက်ျားကြီးတမ်းမဲ့ညည်ရီဘိုးပေါင်းနဲ့ငိုတာမျိုးတော့မဟုတ်ပါဗျာ။ဒါပေမဲ့သူ့မျိုးကညည်ရီကြတာတော့ video file နဲ့မှမြင်ခဲ့ရတာပေါ့လေ။ဒီနေ့ဆိုရင် online ဆိုင်ရဲ့ပွဲစဉ်ကို Nick Aken လဲလာအောင်ကြည့်ရှုပါခဲ့ပါရယ်။ Nick Aken ကတော့1 championship ရဲ့ဒါတရင်သမားကြီးသူက online အဆန်းကို ပွဲကြိုအင်တာဗျူးအောင်လုပ်ခဲ့သေးတယ်လေအဲ့တော့အင်တာဗျူးပြီးမှအွန်လိုင်းအဆန်းကိုသူကဒီပွဲတော်ငါလာကြည့်မှာပါတဲ့ရှေ့ရပွဲတွေမှာသူ့ရဲ့ဇနီးကသမီးလေးမွေးထားတော့သူကလေးထိနေရတယ်ထိနေအောင်သူမလာဖြစ်ဘူးပေါ့အွန်လိုင်းအဆန်းကိုအင်တာဗျူးရဲ့အချိန်မှာတော့သူကကလေးကိုရင်ခွင်ထဲမှာထည့်ပြီးရှိထားတာကျွန်တော်မြင်လိုက်ရတယ်ပေါ့လေဒါပေမဲ့ဒီမနက်မှာနစ်ကအကင်အွန်လိုင်းအဆန်းရဲ့ပွဲကိုလာအောင်ကြည့်ရှုအားပေးခဲ့တယ်အဲ့မှာနစ်အကင်က လမ်ဘီနီကွင်းရဲ့အပြင်ဘက်မှာပြိသက်တွေတန်းစီနေပုံကိုဗီဒီယိုရိုက်ပြီးတော့ post လေးတစ်ခုလွှင့်တင်ထားပါတယ်။အဲ့ post ရဲ့ခေါင်းစဉ်ကို Nick Akin ပေးထားတာကအောင်လအဆန်အဖက်တဲ့အောင်လအဆန်ကိုဘလောက်ထိပြိသက်တွေချစ်ကြတယ်။အောင်လအဆန်ရဲ့နှုတ်ဆက်ပွဲကိုဘလောက်ထိပြိသက်တွေကြည့်ကျင်နေကြတယ်ဆိုတာကို Nick Akin ကပြသသွားတာပါ။ပွဲပြီးတော့အောင်လအဆန်လမ်ဘီနီကွင်းကြီးရဲ့အပြင်ဘက်ကိုထွက်လာတဲ့အချိန်မှာလည်းပြိသက်တွေကအပြင်ကနေတောင်းတောင်းဖြားဖြား ဝန်ဝန်ကျဆိုခဲ့ကြပါတယ်ဒီတော့ online assign ရဲ့ professional ကစားသမားဘဝနောက်ဆုံးပွဲစဉ်ဟာအတိတ်ပဲပြည့်နေတဲ့ပွဲစဉ်ဖြစ်ခဲ့တယ်လို့ပြောရပါလိမ့်မယ် online assign ကတော့ BBC နဲ့ interview မှာတကယ်တမ်းနောက်ဆုံးပွဲစဉ်ကိုမြန်မာနိုင်ငံမှာသူထိုးကျင်ခဲ့တာပေါ့လေဒါပေမဲ့အကြောင်းကြောင့်နိုင်ငံရေးအခြေအနေကြောင့်ပုံမှန်နိုင်ငံနဲ့အနီးဆုံးထိုင်းနိုင်ငံမှာထိုးခဲ့ရတာဖြစ်တယ်။ဘာဖြစ်မြန်မာပြည်သက်တွေရှိရနေရ မြန်မာပြည်သက်တွေလက်လန်းမီယာနေရာကိုလာပြီးထိုးရတာဖြစ်တဲ့အတွက်သူဝမ်းသာကုန်ဘူးတဲ့ဆိုတဲ့အကြောင်းကိုပြောခဲ့ပါတယ်။အဲ့လိုပဲမြန်မာနိုင်ငံကထွန်းထွန်းမင်းတို့လိုဖိုက်တာတွေအပါအဝင်ပြည်သက်များစွာဟာအွန်လိုင်းအဆိုင်ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲကိုလောက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။ရော်နီကာတို့ရော့ထန်တို့လည်းဒီပွဲကိုတက်ရောက်ကြည့်ရှုအားပေးပြီးတော့အွန်လိုင်းအဆိုင်ကိုနှုတ်ဆက်ခဲ့ကြတယ်ခမညဟုတ်ကဲ့အွန်လိုင်းအဆိုင်နေနဲ့အခု professional ကစားသမားဘဝကိုအဆုံးသတ်လိုက်ပြီးဒီတော့ သူ့ရဲ့ gym trainer ဘွားနီးပြဘွားမှာအောင်မြင်မှုတွေနောက်ထပ်သမိုင်းသစ်တွေကိုဆက်လက် site ကိုရေးထုတ်နိုင်မှာဈေးလို့ဒီနေရာကနေဆူတောင်းပေးလိုက်ပါရခင်ဗျာတ िश ူအပိတပြိတအားလုံးကိုအထူးအကျေးဇူးတင်ရှိပါရခင်ဗျာ